ကျွန်တော်လူတွေရဲ့နာကျင်မှုတွေတက်တာပြောက်ကင်းတဲ့အစွမ်းလိုချင်ပါတယ်။အဲ့ဒီအစွမ်းကိုရှားနိုင်မလား။ဟုတ်ပါပြီ။ငါမင်းကိုအဲ့ဒီအစွမ်းပေးမယ်။ဒါပေမဲ့အစွမ်းကစိုးချိုးတွေတော့ရှိတယ်နော်။မင်းအဲ့ဒီစိုးချိုးတွေကိုရောလက်ခံနိုင်မလား။လက်ခံနိုင်မယ်ဆိုရင်တော့အဆင်ပြေပါတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ပြောပြပေးသားမယ့်ပုံမြင်လေးကတော့ လိပ်ပြာနဲ့သမီးလို့အမည်ရတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။စိတ်ဝင်စားစရာကောင်းပြီးတော့အတိတ်ပဲလဲရှိတာမို့ပုံမြင်လေးကိုအစအဆုံးကြည့်ရှုအားပေးကြဖို့တိုက်တွန်းချင်ပါတယ်။ဟိုးရှိရှိတုန်းကအရန်ကိုလှပတဲ့ရွာလေးတူရမှာအသက်24နှစ်အရွယ်ကောင်းလေးတယောက်ရှိပါတယ်။သူဟာမိဘနှစ်ပါးနဲ့တူနေထိုင်ပါတယ်။သူမှာအရန်ချရတဲ့မိမနဲ့တားလေးတယောက်လည်းရှိပါသေးတယ်။ ကောင်းလေးကအရန်ကိုစင်းရဲပါတဲ့။သူဟာနေ့တိုင်းတော်တဲ့ကိုသွားပြီးရောထင်းခုတ်လေးရှိပါတယ်။အဲဒီလိုမျိုးနေ့စဉ်နေ့တိုင်းထင်းခုတ်ပြီးတော့မြို့ပေါ်ကိုတက်ကထင်းသွားရောင်လေးရှိပါတယ်။တရားမှာတော့သူတို့သားမိသားဖသုံးယောက်ထမင်းတူတူစားနေချိန်ကောင်းလေးရဲ့အဖေဖြစ်သူက အခုလိုပြောလိုက်ပါတယ်။သားလေးမင်းကအဖေတို့အပေါ်မှာအရန်ကိုတီးတတ်တယ်။ဒါပေမဲ့တော်တဲ့ကိုတယောက်တည်းသွားတာကိုစိတ်မချဘူး။ အဖေလည်းသားနဲ့အတူတူလိုက်ပြီးတော့ထင်းခုံမယ်ကွာဖခင်ဖြစ်သူဟာစိတ်ပူပြီးတော့အခုလိုမျိုးပြောလိုက်တာပေါ့အဖေကျွန်တော်အတွက်စိတ်မပူပါနဲ့ဒါပေမဲ့အဖေကအသက်ကြီးနေပြီလေကျွန်တော်ပဲလှုပ်ကြွေးပြူးစုပြရစေသားလေးပြောတာမှန်နေရောက်ကြရှင်ကအသက်လည်းကြီးနေပြီပြီးတော့တခုခုဆိုရင်ခားနာတာနဲ့အိမ်မှာပဲအေးအေးဆေးဆေးနေစမ်းမှာတော့ဒီလိုပြောလိုက်တော့ယောက်ျားဖြစ်သူလည်းအားရပါရရီးပါတော့တယ် ဟုတ်ပါပြီဗျာခမားတို့တာအမီနဲ့ကျွန်တော်ကပြန်ပြီးတော့မငင်းရဲတော့ပါဘူးဟုတ်ကဲ့ပြီဒါပြင်ကျွန်တော်တော်တဲ့ကိုတာပြီးတော့ထင်းခုတ်သွားတော့မယ်ဟုတ်ပြီဒါဒါပေမဲ့ညနေစောစောပြန်လာခဲနော်ဟုတ်ကဲ့ပါဖေကျွန်တော်စောစောပြန်လာခဲ့ပါမယ်ဒီလိုနဲ့ပဲကောင်းလေးကထမင်းစားပြီးရနဲ့တောထဲကိုတင်းခုတ်ဖို့ထွက်သွားပါတော့တယ်။သူဟာတောထဲမှာလမ်းလျှောက်နေရင် လူနှစ်ယောက်ရက်နေတာကို တွေ့လိုက်ရပါတယ်။အဲဒီလူတွေက သူ့ကိုတောအုပ်ထဲကိုမဝင်ခိုင်းပါဘူးတဲ့။အကိုတို့နှစ်ယောက်ကဘာဖြစ်လို့ကျွန်တော်ကိုတောထဲကိုမဝင်ခိုင်းရတာလဲ။ကျွန်တော်ဒီတောထဲမှာတစ်ခုတ်ပြီးတော့ကျွန်တော်မိဘတွေကိုရှာကျွေးနေတာပါ။မင်းပါသားမင်းဘာကိစ္စပဲဖြစ်ဖြစ်ငါတို့နဲ့မဆိုင်ဘူးဒီနေမီကငါတို့သခင်လေးပိုင်နာအဲဒီတော့မင်းဒီကနေထွက်သွားလိုက်တော့ဒီစကားကိုကြားတော့ကောင်းလေးလေးစိတ်မကောင်းဖြစ်သွားတယ် ဟဲ့ဟာမင်းမကြေနပ်ရင်ဒီတစ်တော်ပိုင်ရှင်ကရွာတကြီးပဲသူ့ကိုတွားပြီးတော့ပြောလိုက်။ကောင်းလေးလဲစိတ်ပြက်စွာနဲ့ပဲထိုးနေရကနေ ထွက်သွားခဲ့တယ်။သူဟာတစ်ခုံလို့မရတာကြောင့်အိမ်ကိုပဲပြန်နေပါဗါ။အိမ်ပြန်နေလမ်းမှာတော့တစ်တော်ကြီးတစ်ခုကို တွေ့လိုက်ရတယ်။အဲ့ဒီတစ်တော်ကြီးကစိမ့်ဆိုပြီးတော့အုံမိုင်းနေပါဗါ။ကောင်းလေးလဲအရန်ကိုပြောသွားတယ်။ဟေးဒီမှာလဲတစ်တော်ကြီးရှိတာပဲ။ ဒါဆိုရင်တော့ငါဒီတစ်တော့ထဲမှာပဲအများရန်ထင်းကိုလာခုတ်တော့မယ်။တော့ထဲမှာနာကြီးအတော်ကြာလမ်းလျှောက်နေပါတယ်။ဒါပေမဲ့လို့တစ်ခုတ်လို့ရမယ့်တစ်ပင်ကိုတော့မတွေ့ခဲ့ပါဘူး။သူလည်းစိတ်ပြတ်သွားပါတယ်။တော့ထဲကိုဆက်သွားနေရင်းနဲ့တစ်ပင်တွေကလည်းခြောက်ကပ်ပြီးတော့ညှိုးနှမ်းလာတာကိုတွေ့လိုက်ရတယ်။ဒါနဲ့ပဲရှေ့ကိုဆက်သွားဖို့အားမရှိတော့တာကြောင့်ခဏလောက်အနားယူလိုက်ပါတယ်။ ငါတောထဲကိုရောက်နေတာနားကြီးအတော်ကြားနေပြီဒါပေမဲ့အခုချိန်ထိတစ်ခုတ်လို့ရမယ့်တစ်ပင်တပင်လေးတောင်မှငါမတွေ့ပါလားငါဘလို့များအင်ကိုပြန်ရပါမလဲသူအဲ့ဒီလိုထိုင်နေတဲ့ချိန်မှာကောင်မလေးတယောက်ရဲ့ငိုတန်ကိုကြားလိုက်ရတယ်ငိုတန်ကိုကြားတော့ကောင်လေးကလှဲ့ပတ်ရှာတော့တာပေါ့သူဟာအနီးနားကိုလှဲ့ပတ်ကြည့်လိုက်တယ်ဒါပေမဲ့ဘသူကမှမတွေ့ပါဘူးသူလည်းနင်းနေတော့ကြောင်သွားတာပေါ့ခွေ့ ခဏကြာတော့အဲ့ဒီငိုတန်းကပို့ပြီးတော့ကျဲလာပါတယ်။သူဟာအကူအညီပေးဖို့ထားလိုက်တယ်။ထို့နောက်သူဟာအတန်လာရစီကိုသွားခဲ့တယ်။အဲ့ဒီနေရာကို ရောက်တဲ့အချိန်မှာတော့လိပ်ပြာလေးတကောင်ဖန်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ကောင်လေးလည်းလိပ်ပြာလေးကိုတနာသွားပါတယ်။လိပ်ပြာလေးကတစ်ပင်မှာကျိုးနဲ့ချီခံထားရပြီးတော့နာကျင်စွာခံစားနေရပါတယ်။အမလေးတနာစီရကောင်းတဲ့လိပ်ပြာလေးပဲ။ မင်းကိုဘသူကဒီနေရာမှာဖမ်းထားရတာလဲစိတ်မပူနဲ့ကွာငါကျိုးကိုဖျက်ပြီးတော့မင်းကိုကူညီပေးပါမယ်။ကောင်လေးကလိပ်ပြာလေးကိုကြည့်လိုက်တယ်။ပြီးတော့လိပ်ပြာကိုထိကြည့်လိုက်တာပေါ့။အဲ့ဒီအချိန်ကျိုးကသူ့ကိုတွန်းကန်လိုက်ပါတယ်။ကောင်လေးလည်းမြေပြင်ပေါ်ကိုဘုံကနေလဲကျသွားတယ်။သူလည်းနာကျင်သွားတော့တာပေါ့။သူသတိမထားမိလိုက်တဲ့အချိန်မှာလိပ်ပြာလေးကအလင်းရောင်တွေထွက်လာတယ်။ မင်းငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါကလွယ်လွယ်ကူကူနဲ့တော့မလွတ်မြောက်နိုင်ဘူး။ဟေးမင်းကလက်ပြတကောင်လား။ဒါမှမဟုတ်ဘလို့လုတ်ပြီးတော့လူစကားပြောနိုင်တာလဲ။အယံကိုအံ့ဩစရာကောင်းတာပဲ။ငါကနဲ့သမီးတပါပဲ။ငါကိုမော့စရာကြီးကသူ့ရဲ့အစွမ်းနေနဲ့ဒီမှာချုပ်ခဲ့တာ။ငါ့ကိုကူညီပါ။ငါဒီကနေလွတ်မြောက်သွားရင်မင်းလိုချင်တာမင်းတောင်းချင်တာကိုတောင်းပါ။ အဲ့ဒီစုကိုငါကဖြည့်ဆည်းပေးပါမယ်။ဒီစကားကိုကြားတော့ကောင်းလေးလေးအယမ်းကို ပြောသွားတယ်။ဟုတ်ပါပြီ။ငါမင်းကိုကူညီမယ်။ဒါပေမဲ့ငါကမင်းကိုဘယ်လိုကူညီရမှာလဲ။ဒီတော့ရဲ့အလယ်မှာရေကန်တကန်ရှိတယ်။အဲ့ဒီရေကန်မှာမိချောင်းမိသားစုကြီးနေထိုင်နေ။အဲ့ဒီနားမှာကြောက်တုံးတုံးရှိတယ်။အဲ့ဒီကြောက်တုံးကိုဂယုတဆိုင်နဲ့တိချကင်ပါအယံကို အန်တီများတယ် ရပါတယ်ဘလောက်ပဲအနေများပါစေငါမင်းကိုရအောင်ကူညီပေးမှာပါဒီလိုပြောပြီးတော့ကောင်းလေးကတောရဲ့အလဲကောင်ကိုထွက်လာခဲ့တယ်ခဏကြာမှတော့သူဟာတောလေကိုရောက်သွားပါတယ်ကြောက်တုံးကလည်းအဲ့ဒီမှာရှိနေတာပေါ့ကောင်းလေးကကြောက်တုံးရဲ့အနာကိုတွားလိုက်ပါတယ်ဒါပေမဲ့မိเจ้าမိသားစုတွေက သူ့ကိုတိုက်ခိုက်ဖို့ရောက်လာကြတယ်သူလည်းရဟန်းကိုကြောက်သွားတာပေါ့ဒါပေမဲ့မိเจ้าတွေကသူ့ကိုစကားပြောတဲ့ ဒီမှာဒီမော်ဆန်နဲ့ပန်းရောင်ကြောက်တုံးကငါတို့အတွက်ပဲမင်းကအဲ့ဒါကိုယူသွားလို့မရဘူးကျွန်တော်တောင်းပန်ပါတယ်နှစ်သမီးလေးကအဲ့ဒီကြောက်တုံးရဲ့အကူအညီနဲ့မှလွတ်မြောက်နိုင်မှာပါအခုတော့သူကအရန်ကိုနာကျင်နေပါတယ်ကျွန်တော်ဒါကိုခဏပဲယူသွားမှာပါနှစ်သမီးလေးကိုကယ်ပေးပြီးရင်တော့ပြန်လာပေးပါမယ်ဒါတော့ဒါပေါ့ကွာဒါပေမဲ့အဲ့ဒီထက်ကောင်းတဲ့နီးလန်းတွေရှိသေးတယ် ငါမင်းကိုပတ်စံတွေအများကြီးပေးမယ်လေမင်းအဲ့ဒီပတ်စံတွေကိုရရင်မင်းရဲ့မိသားစုလည်းချမ်းသာပြီအဲ့ဒီနတ်သမီးကိုကယ်တော့ရောမင်းကဘာရမှာလဲကောင်းလေးလည်းအနေငယ်တော့တွေ့ရသွားပါတယ်မင်းတို့ပြောတာဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကနတ်သမီးကိုပဲကယ်ပါမယ်ကျွန်တော်အဲ့ဒီပတ်စံတွေလည်းမလိုချင်ဘူးကျွန်တော်ကိုဒီကြောက်တုံးကိုပဲယူသွားဝင်ပြူပါဟုတ်ပါပြီမင်းကလူကောင်းတယောက်ပဲ ကယ်၍ပတ်စံ၄ခုယူသွားရင်မိမိသားစုချမ်းချမ်းသာသာနေရမှာဒါပေမဲ့မင်းကတော့ကိုချင်းစာစိတ်ကြောင့်နတ်သမီးလေးကိုပဲရွေးချယ်ခဲ့တယ်အခုတော့ဒီစိတ်နှုံးကိုယူသွားပါကောင်လေးကအရန်ကို ပြောသားပြီးတော့နတ်သမီးလေးကိုကယ်ဖို့သွားပါတော့တယ်သူမိဘတွေသူ့ကို စိတ်ပူနေမှာကို တွေးမိတော့လေတော်ထဲမှာရှိတဲ့နတ်သမီးလေးကိုကယ်ဖို့ပဲဆက်သွားနေခဲ့ပါတယ်နတ်သမီးစီကိုရောက်တော့အကြောင်းစုံပြောပြလိုက်တယ် ကျွန်တော်ပန်းရောင်ကြောက်တုံးကိုရလာခဲ့ပြီဗျ။ဒါနဲ့ပဲကြောက်တုံးကိုကျိုးပေါ်တင်လိုက်တယ်။ကြောက်တုံးနဲ့ထိလိုက်တဲ့အချိန်မှာပဲလက်ပြာလေးဟာနဲ့သမီးတပါဖြစ်သွားခဲ့တယ်။သူလည်းအယမ်းကိုပျော်သွားတာပေါ့။မင်းကိုကျေးဇူးတင်ပါရဲ့။မင်းအခုဘာလုပ်ခြင်းလဲ။မင်းကြိုက်တာကိုပြောပါ။ငါဖြည့်ဆည်းပေးမယ်။ကျွန်တော်လူတွေရဲ့နာကျင်မှုတွေတက်တာပြောက်ကင်းတဲ့အစွမ်းလိုချင်ပါတယ်။အဲ့ဒီအစွမ်းကိုရနိုင်မလား။ ဟုတ်ပါပြီ။ငါမင်းကိုအဲ့ဒီအစွမ်းပေးမယ်။ဒါပေမဲ့အစွမ်းကစိုးချိုးတွေတော့ရှိတယ်နော်။မင်းအဲ့ဒီစိုးချိုးတွေကိုရောလက်ခံနိုင်မလား။လက်ခံနိုင်မယ်ဆိုရင်တော့အဆင်ပြေပါတယ်။ဟာရပါတယ်။ကျွန်တော်အစွမ်းတွေကိုပဲလိုချင်တာဗျ။စိုးချိုးတွေကိုလည်းလက်ခံမယ်ဗျာ။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကသဘောတူညီမှုရယူလိုက်ပြီးတော့ကောင်လေးကလည်းအစွမ်းတွေကိုရရှိသွားပါတယ်။ သူဟာဝမ်းသာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။သူအိမ်ပြန်တဲ့လမ်းမှာတော့ငှက်ကလေးတစ်ကောင်တန်းရရပြီးတော့လဲနေတာကိုတွေ့လိုက်ရတယ်။ကောင်လေးဟာသူ့ရဲ့အစွမ်းတွေနဲ့ငှက်ကလေးကိုကုသပေးလိုက်ပါတယ်။အစွမ်းတွေကြောင့်ငှက်ကလေးလည်းတန်းရတက်တာပြီးတော့ပြန်တန်းသွားနိုင်ပါတော့တယ်။ဒီလိုနဲ့သူဟာအိမ်ပြန်ရောက်သွားတယ်။နောက်နေ့မနက်မှာတော့သူ့ရဲ့သားလေးကဖျားနာသွားပါတယ်။ သူဟာသူ့ရဲ့သားလေးကိုစေကူပေးခြင်းပေမဲ့သူ့မှာပိုက်ဆံကမရှိပါဘူး။ဒါကြောင့်မလို့သူ့ရဲ့မှော်ပညာနဲ့ခဏတာစေကူပေးလိုက်တယ်။အစွမ်းနေဟာကြာရှည်မခံတာကြောင့်သူ့သားလေးကအယမ်းကိုနင်းမကောင်းဖြစ်လာပြန်တယ်။သူလည်းတစ်ပင်အောင်မှာထိုင်ပြီးတော့သူ့ရဲ့လုံရက်တွေကြောင့်ငိုကြွေးနေရပါတယ်။ဒါရီအလုံးကငါကြောင့်ဖြစ်ရတာပဲ။အကုန်လုံးကငါကြောင့်ဖြစ်ရတာ။ငါသားလေးခုလိုနင်းမကောင်းဖြစ်တာလဲငါကြောင့်ပဲ။ နောက်တစ်နေ့မှာပဲရွာတွေကလူတယောက်နေမကောင်းလို့သူက သူ့ရဲ့အစွမ်းနေနဲ့ကုသပေးလိုက်ရပြန်တယ်။သူအိမ်ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့အမေကထပ်ပြီးရောနေမကောင်းဖြစ်နေတာကိုတွေ့လိုက်ရပြန်တယ်။သူလည်းအယမ်းကိုစိတ်ညစ်သွားပြီးရောနတ်သမီးလေးစီကို အစွမ်းနေပြန်ပြီးဖို့တောထဲကိုသွားပါတော့တယ်။နတ်သမီးစီကိုရောက်တဲ့အချိန်မှာတော့သူဟာငိုပြီးတော့ပြောလိုက်ပါတယ်။နတ်သမီးကျွန်တော်စီကအစွမ်းနေကို ပြန်ယူလိုက်ပါတော့ ကျွန်တော်အဲ့ဒီအစွမ်းတွေကိုမလိုချင်တော့ဘူး။ဘာဖြစ်တာလဲကောင်းလေ။ဘာလို့ငိုနေရတာလဲ။ကျွန်တော်ရဲ့မိုင်မဲမှုတွေကြောင့်ကျွန်တော်ရဲ့မိသားစုကအခုဒုက္ခရောက်နေကြပြီ။ကျွန်တော်ရဲ့မော်ပညာက သူတို့ကို စေကူတာမပေးနိုင်တော့ဘူး။မင်းတို့ငါပြောခဲ့တာပဲ။စိုးကြိုးတွေကိုမင်းခံစားရလိမ့်မယ်။အခုတော့နောင်တရနေပြီမလား။ဒါပေမဲ့အခုဘလို့လှုပ်ချင်တာလဲ။မင်းရဲ့အစွမ်းတွေကိုမင်းမဲလိုချင်ခဲ့တာလေ။ အခုမှဘာလို့ပြန်ပြီးတော့ယူခိုင်းနေရတာလဲကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်စီကအစွမ်းတွေကိုအကုန်လုံးပြန်ယူသွားပါတော့ကျွန်တော်မိသားစုနဲ့ပဲပျော့ပျော့ရွှင်ရွှင်ပဲနေချင်ပါတော့တယ်မင်းရဲ့မိသားစုကိုအရင်လိုပြန်ပြီးတော့နေကောင်းစေချင်ရင် နီလန်းကတခုပဲရှိတော့တယ်ဟုတ်ဟုတ်ကဲ့အဲ့ဒီနီလန်းကိုပြောပါမြန်မြန်လေးပြောပါကျွန်တော်လုပ်ပါမယ်ဟုတ်ပါပြီဒီမှာပန်းရောင်ကြောက်တုံးတွေ့လားအဲ့ဒီကြောက်တုံးကိုမင်းရဲ့ခေါင်းမော်ကို တင်လိုက်ပါ သူကလက်ခံရင်တော့မင်းဘဝကအရင်လိုပြန်ဖြစ်သွားလိမ့်မယ်။သူကလက်မခံရင်တော့မင်းရဲ့အသက်ကို ပေးရလိမ့်မယ်။ဒီစကားကိုကြားတော့ကောင်းလေးလဲဝမ်းနည်းသွားပါရဲ့။ရပါရဲ့ကျွန်တော်အသက်ကို ပေးဖို့အစဉ်သင့်ပါပဲ။အဲ့ဒီကြောက်တုံးကိုသာကျွန်တော်ပေးပါ။ဒီလိုနဲ့ပဲနတ်သမီးကကြောက်တုံးကိုပေးလိုက်ပါရဲ့။ဒါဖြင့်ဒီကြောက်တုံးကိုမင်းရဲ့ကောင်းမွန်ကို တင်ထားလိုက်ပါ။ဒါကြောင့်မင်းရဲ့ကောင်းလေးကကြောက်တုံးကို သူ့ရဲ့ခေါင်းပေါ်မှာတင်ထားလိုက်ပါတယ်။သူလည်းအယမ်းကိုကြောက်နေခဲ့တာပေါ့ကွယ်။ခဏကြာတော့ပန်းရောင်ကြောက်တုံးကအစိတ်စိတ်အမွားမွားကွဲကြေးသွားပါတယ်။ကောင်းလေးကတော့သူ့ရဲ့အသက်မတည်လို့အယမ်းကိုဝမ်းသာနေပါတယ်။နတ်သမီးလေးကလည်းသူ့ကိုပြုံးပြုံးကြည့်ကြည့်နေပါတည်းနတ်သမီးကြောက်တုံးကဘာလို့ကွဲသွားတာလဲ။ကျွန်တော်မိသားစုကဘာဖြစ်သွားမှာလဲဗျ။မင်းရဲ့မိသားစုဘာမှမဖြစ်ပါဘူး။ကျမ်းမာကြီးလည်းပုံမကောင်းမွန်လာပါလိမ့်မယ်။ မင်းရဲ့ဘွားကိုဘယ်တော့မှလွယ်လွယ်နဲ့အယုံမပေးပါနဲ့မင်းကအရန်ကိုလိန်မာတဲ့ကောင်းလေးတယောက်ပါပဲနောက်ဆုံးမှာတော့ကောင်းလေးဟာဘဝကိုဖျက်လန်းကမလိုက်တင်ကြောင်းတင်ငန်းစာတွေရပြီးတော့အရင်လိုပဲမိသားစုနဲ့အတူတူထင်းခုပ်ပြီးတော့ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ဒီပုံမြင်လေးကိုကြည်ချင်းအဖြစ်လောကမှာအကောင်းနဲ့အဆိုးဆိုတာဒွန်းတွဲလျက်ရှိကြောင်းသိမြင်နိုင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင် ပုံမြင်လေးကိုကြိုင်းနေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။